ကျက်စီကိုဖွင့်လိုက်လို့ရင်းစရာအာယုံတွေ့ပြီးရင်းလိုက်တယ်။မမေကိုရှိမှကိုအိမ်မှာပန်းအိုးလေးတင်ထားတယ်ဆိုတော့။ဆွဲဖို့ပန်းအိုးလေးတင်ထားတယ်။ကျက်စီရဲ့ကျက်စီထဲမှာပေါ်လာတဲ့အဲ့ဒီပန်းအိုးလေးရဲ့ကျက်စီကသံဃာ့ဝဒါရယုတ်။ကျက်စီထဲပေါ်လာတဲ့ပန်းအိုးဒရန်လေးကအရှင်ယုတ်ရူပယုတ် အလီဘပြောရင်စကုနဲ့ရူပါယက်စီနဲ့အစင်ဆုံးလိုက်တာဆုံးလိုက်တဲ့အခါကျတော့ပန်းအိုးဆိုတဲ့အသည့်လေးပေါ်လာကြအဲ့ဒါကျတော့နယက်စီကလည်းယုတ်ပန်းအိုးလေးကလည်းယုတ်ယက်စီရဲ့ပေါ်လာတဲ့ပန်းအိုးဆိုတဲ့အစင်အယုံလေးကလည်းယုတ်ပဲအဲ့ဒီယုံကုဆုံးလိုက်တာကိုသိလိုက်တာကအတရားလို့အဲ့ဒီညီနဲ့လည်းပဲ ရှုံးလန်နှစ်ခုခွဲလို့ရတယ်။ဒါအချင်းဆုံးခွဲတဲ့နေ့လားကအပန်းကြားတဲ့ဆိုတော့လားရဲ့အလန်ရဲ့ဒီတကူကရုပ်ပဲ။ပေါင်းစုံလိုက်တဲ့ကတိတယ်။တခြားဆိုနေတခြားသံလို့တိတယ်။ဂီတာတိနေဂီတာတိနေတယ်လို့တိတယ်။ဆရာကျော်နေကျော်နေတယ်လို့တိတယ်။ခွေးဟောင်းနေဟောင်းတယ်လို့တိ။အဲ့ဒါထိုင်ပြီးတော့သင်စားပြီးတော့နေရမှာဖြစ်တယ်။ အဲ့တော့ဝိပဿနာတရားဆိုတာစဉ်းစားလာမှုပေါ်မှာမူတည်တဲ့ထိုင်ပြီးတော့တွေးကြည့်လိုက်ဒီသဘာဝတရားကိုတွေးနေတာဟာမှန်သိဖို့အတွက်ဖြစ်တယ်ဒီလိုတွေးတော့ဆင်းရင်းနေတာဟာသမာသင်္ကပ္ပမင်္ဂနဲ့ဤနဲ့စဉ်းစားလာပြတော်နေတာဖြစ်အဲ့ဒီလိုတွေးတော့နေရရှင်ကိုယ့်ရင်ထဲမှာကိုယ့်အသိဉာဏ်ထဲမှာ 哦ယုံနဲ့နာနှစ်ခုဘယ်နေရာသွားလိုက်သွားလိုက်ယုံနဲ့နာနှစ်ခုတည်းပါလားဆိုတေးလားယက်စီကမြင်နေယုံနဲ့နာနှစ်ခုတည်းပဲလားအကြိုင်နဲ့ယုံနဲ့နာနှစ်ခုတည်းပဲအေးမိဖို့ကြောင့်ကတခုကြော်လို့နှကောင်းထဲမှာအနှံ့ရရင်အနှံ့ရဲ့နှကောင်းရဲ့ရုပ်အနှံ့ကိုတိလိုက်တာကနာမတားလေယုံနဲ့နာနှစ်ခုတည်းပဲတိလို့လာတာပဲ I don't know သိနေမယ်ဆိုလို့ရှိရင်တရားဆိုရဘယ်ဟာခေါ်တာလဲအခုလွန်လို့စေလေးပါယစီရဲ့အရှင်းရဲ့အသိစိတ်ရဲ့ဒီသုံးမျိုးပဲရှိတယ်အဲတရားဆိုရဘယ်ဟာလဲလို့ဒီအခိုက်အတန့်လေးမှာရှာကြည့်လိုက်တရားဆိုမရှိတော့ငါဆိုရဘယ်ဟာရောဒီသုံးခုတည်းကငါဘာလို့လဲယစီရဲ့အရှင်းရဲ့ငါမဟုတ်ယစီကလည်းမျက်စီပဲအရှင်းကလည်းအရှင်းပဲကျုံတစ်ခုပဲ ရစီတဲ့အစင်းပေါင်းဆောင်လို့မြင်းနေဆိုတာလေးကအသည့်ပဲလန်လျားပဲဒါလည်းငါမဟုတ်ငါလို့ချင်လို့လည်းမရဘူး तू ကဖြစ်ပြီးပြက်သွားရကိုတောင်ဖမ်းမဆောရသေးဘူးသူကပြက်သွားပြီမရှိတော့ဘာလဲတူတော့စင်လန်လျားလေးတွေဟာရေကူပေါင်းလေးလိုပဲဝက်ကနဲ့ထားပြီးကွဲထွက်သွားကြောက်သွားတယ်တော်တော်များများတွေဟာတခဏပြင်မှာပဲပြက်သွားတာကောင်း အဲ့တော့ပထမတော့ပြက်တာလေးမစင်စားသေးဘူးဒီရုံးနေတဲ့နှစ်ခုဖြစ်နေတာလေးကိုပဲကြည့်တာဒါအချင်းချုပ်နီးနဲ့ဆင်းရဲစလား